မိုးရီအံကိုရွာနေတဲ့ညာလေးတညာဖြတ်ပါတယ်အဲ့လိုမိုးရွာနေတဲ့ညမှာတော့ရူပီလို့ခေါ်တဲ့ကောင်မလေးတယောက်သူ့ရဲ့ကားနဲ့ပဲသူ့တငယ်ချင်းတိုက်ခန်းကိုမြင်မြန်ရောက်အောင်မောင်းလာခဲ့ပါတယ်ဒါပေမဲ့သူ့တငယ်ချင်းဆာရာရဲ့တိုက်ခန်းကိုသွားတဲ့လမ်းတွေမမှတ်မိလို့ဖြစ်နေပါတယ်ဟာဒုက္ခပါပဲဒီမိဘရနေပေဖက်ကိုကြွေရမှာလားညာဖက်ကိုကြွေရမှာလားမသိတော့ဘူးဟာဆာရာစီဖုန်းဆက်မိမရမယ်အဲ့လိုနဲ့ရူပီလည်းဖုန်းဆက်ဖို့လှုပ်လိုက်တာပေါ့ အေးစားရရင်လောက်ပေါအောင်ဟာငါမိပွိုင်းတော့ရောက်နေပြီဒါပေမဲ့ပေဖက်ကို꿰ရမှာလဲဘယ်ဘက်လားညာဘက်လားအော်အေးညာဘက်꿰ရမှာနော်အေးအလုံးနရူပီလဲလမ်းရဲ့ညာဘက်ကို꿰ဝင်လာခဲ့ပါတယ်မိုးရီကတော့ရွာလို့ကောင်းနေတော့မှာပဲတိုက်အောင်မှာတော့စာရာတယောက်ထီးတစ်ချောင်းနဲ့ပဲရူပီကိုရက်ဆောင်နေပါတယ်အရင်မကြလိုက်ပါဘူးရူပီလဲစာရာရဲ့တိုက်စီကိုရောက်လာပါတယ် ခုမှပဲစိတ်သက်သာတော့တဲ့ရူပီရဲ့ငါဒီမှာဖျားစာရီတောင်ရွှတ်နေရပြီဒီမှာစောင့်နေတာကြာပြီဟာလေးအောင်ဖြတ်တော့မယ် sorry ပါဟာလမ်းတွေကမမှန်မီတော့နည်းနည်းကြာသွားတယ်အဲ့ဒီမီးပွားရအောင်မနေ့ကမောင်းလာတာမိုးကလည်းကောင်းကောင်းကွာအေးပါငါတိုက်ခန်းမြင်နေသွားရအောင်ဟာမိုးကပူရွာလာပြန်မင်းရူပီတို့လည်းတိုက်တဲကိုမြင်မြင်ပဲဝင်လာပါတယ်တနစ်စာရာနင်းတိုက်ခန်းကဘယ်နှလွာမှာလဲဆက်နှလွာမှာဟာနည်းနည်းတော့မြင်တာပေါ့ဟာ ဈေးတော့တက်တာလေအလူနဲ့မကြပါဘူးတိုက်ခန်းစီကိုရောက်လာပါတော့တယ်နေ့ရတိုက်ခန်းတက်ရတော့ရှယ်ပဲဟာတန့်နေရပဲမိုက်တယ်မထင်နဲ့တငယ်ချင်းငါဒီတိုက်ခန်းကိုစဝယ်တော့ညစ်ပတ်နေရပဲတရေတိုက်ခန်းကြီးနေတောင်တူးနေသေးတဲ့ဟာနေ့ရလေငါတရေကြပါတယ်ဆိုငါစတာပါဟာဒီမှာပေးနေလို့ကျေးဇူးပဲတငယ်ချင်းဟာအလုပ်ထွက်လဲနင်းနီးလေးပဲရပါတယ်ဟာတငယ်ချင်းနေပဲဟိုအဲ့လိုနဲ့စကားတွေလျှောက်ပြောနေကြရင် နောက်ဆုံးအိတ်ချိန်ရောက်လာတာမလို့ထူးထူးဆန်းဆန်းအိတ်ကုန်ပါတော့တယ်။အဲ့လိုအိတ်ပျော်သွားတဲ့အချိန်မှာပဲအခုလိုရူဘီလည်းလန်နိုးလာတာပေါ့ဒီအပေါ်ထက်ကလူဟာတီချိန်ကြီးပါလို့ထောက်အော်နေရလဲလူစည်းကမ်းလေးပါလေးတောင်နားမလဲဘူးစူညမ်းနေရပဲတကယ်တော့73လွာမြောက်မှာဘယ်သူမှမရှိပါဘူး နောက်ရမနက်မနက်စာစားချိန်မှာတော့ဆာရာအပေါ်ထက်ကလူကမနေ့ညတော့တောက်ရံအော်တာပဲဟာလူလိုမသိဘူးညအိတ်ချိန်မှမသိဘာမှမသိဟာဟမ်နင်ရောအပေါ်ထက်ကအော်တယ်နေကြားတာလားအေးလေနင်ရတာအိတ်ပျော်နေတာငါတော်တော်နဲ့အိတ်မပျော်ဘူးဟာငါနင့်ကိုတစ်ခုပြောမယ်နော်အဲ့ဒီ73လွာမှာဘယ်သူမှမနေဘူးဟာ ပြီးတော့နင်းအလို့အတန်တွေကြားရင်ကီယုံဆိုင်နဲ့ဟာငါတာပဲပြောချက်နဲ့ဟာအဲ့တော့ဆိုအဲ့မှာအော်နေတာဘသူလဲငါနင်းကို၆တာမဟုတ်ဘူးနော်အရင်ကအဲ့ဒီခန်းမှာမိမတယောက်နေခဲ့တာဟာဒါပေမဲ့တရက်သူ့ကောင်လေးနဲ့ပြက်ပြီးအသေးခွဲသွားတာဟာအဲ့ဒါကိုအဲ့ဒီတိုက်ခဲမှာပဲသူ့ကိုသူတတ်တယ်ပြက်တာအဲ့ဒီတိုက်ခဲမှာနောက်ထပ်အသိနေတဲ့သူတွေကိုလည်း၆တဲ့တဲ့အဲ့ဒါကြောင့်အဲ့ဒီခန်းပိတ်ထားတာလူမနေဘူးนี่แหละไอ้ไตแคมบดอมาไม่ตั้วแน่เนาะอะอะเยี้ยจี้เลยตีล่ะอ้าวสู้ตะเยมาบ่ฮะ ခတ်တာပဲဟာငါတရေကြောက်ဝကြောက်နေတော့စိတ်လည်းမပူပါနဲ့ဟာအဲ့ဒီတရေမှအောက်ထက်ထိဆင်းမလာဘူးဟာ A few moments later ဒီနောက်မှာတော့ Ruby တယောက်တနေကုန်အလုပ်တွေသွားခဲ့ပြီးညဖက်အိမ်ပြန်ချိန်ရောက်လာပါတယ်လောလောဆယ် channel လေးကို subscribe လုပ်ရသင့်လှောက်ထားပေးပါဦးနော်ဟိုးအိုဝါတိုင်ကစိတ်ရသေးတယ်ပြန်မလိုက်တာဟာ ဒီနောက်မှာတော့ရူပီလည်းသူ့ရဲ့ကားနဲ့ပဲတိုက်ခဲကိုမြင်မြန်ရောက်အောင်မောင်းလာခဲ့ပါတယ်။သိမ့်မကြလိုက်ပါဘူး။ရူပီတိုက်ကိုပြန်ရောက်လာပါတယ်။တိုက်ကိုတော့ပြန်ရောက်ပြီးအခဲနဲ့ရောက်မှကောင်းကောင်းနားပြည့်အောင်မယ်။ပေးမလိုက်တာဟာလှုပ်ရှားရတာလည်းမလွယ်လိုက်တာ။ပြီးတော့ဆက်နှစ်လွားရောက်တက်ရောက်အောင်မယ်။တက်လေကားလည်းမရှိ။စိုးလိုက်တဲ့ငါ့ဘဝပါလား။ရူပီတယောက်တည်းပြောချင်တာတွေရှောက်ပြောပြီးတိုက်ပေါ်တက်လာပါတယ်။ အလိုတက်လာရင်သူ့ရဲ့တိုက်ခန်းစီကိုရောက်တဲ့ခါမှာတော့73လွာတိုက်ခန်းကအသံတွေထွက်လာပါတယ်လာပြန်ပြီတီတန်ကြီးနားညစ်လိုက်တာဟာမောပါရဲဆိုဒင်းဟာတမျိုးအမောဆိုရဲအိုးရှုပ်ပါတယ်အဲ့ဒါတည့်ရဲမဟုတ်ပဲလူနေနေရလဲဖြစ်ဖြစ်မှာပေါ့အဲ့ဒီလူကတိုက်ခန်းခါမပေးနိုင်လို့တည့်ရဲချောင်းနံနေမယ် ဂျင်းတရေလားမသိဘူးအလှနဲ့ရူပီလဲတရေကြောက်တယ်ပြောပြီးတက်သွားပါလေရောကြောက်တဲ့စိတ်ထက်ဆက်စွတ်ချင်တဲ့စိတ်ကပိုများသွားတာပါတိုက်ခန်းရှိကိုရောက်သွားတဲ့ခါမှာတော့တကားကဖွင့်လာတာပါပြီးတော့အခန်းကလည်းတရေချောက်တော့အခန်းနဲ့မတွေ့ပဲလူနေနေတဲ့အခန်းနဲ့တူနေတာပါ What the hell ငါထင်ထားတဲ့အတိုင်းပဲဟာ တီခန့်လူနေနေတာတီခန့်တရေချောက်တဲ့ခန့်ဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့ရူပီတိုက်ခန်းနဲ့ဝင်သွားတဲ့ခါမှာတော့တကားကအော်တိုပိတ်သွားပါတယ်ဟမ်ပါလားဟာတကားကဘာလို့ပိတ်သွားတာလဲဖွင့်မင်းစံဖွင့်လို့ငါပြောနေတယ်လေဖွင့်တကားကိုဖွင့်အခုဖွင့်ဟာတောက်ယူတကားပဲရူပီတယောက်အပြည့်ကြီးနဲ့အော်ပြီးတကားကိုဖွင့်မိမယ်ဘလို့မှဖွင့်မရအောင်ဖြစ်နေပါတယ်ဒုက္ခပါပဲဟာဒီတကားတောက်ဆုပ်ဘာလို့ပိတ်သွားတာလဲ ငါဘာလုပ်ရမလဲဘာလုပ်ရမလဲအော်သိပြီသိပြီစာရောင်ဖုန်းဆက်ခေါ်မရမယ်အဲ့ဒါကောင်းတယ်တိုက်ခန်းကြီးကတော့စောနာထက်ပူပူမှောင်မဲလာတယ်ရူပီလည်းစာရော့စီကိုဖုန်းဆက်လိုက်ပေးမယ်ဖုန်းတိုင်နေပါပျောက်သွားတာပါဟာပါလာဟဖုန်းတိုင်နေပါမရှိတော့ဘူးဟာတော်တော်ဆိုးနေပြီဒုက္ခပဲတိန်နောက်မှာတော့အခုလို့ကြောက်စရာတန်ကြီးတွေထွက်လာပါတော့တယ် โอ้ my god ရုတ်တရက်ကြီးအေးစိန်သွားတာပဲဟာဘလို့ရောင်းလားစက်သိန်းနေပါထကုန်ပြီဒီနောက်မှာတော့အတန်တွေကပူပူကျဲလာပါတယ်ဟာအဲ့မှာဘသူလဲဘသူလဲလို့မင်းနေတယ်လေရူပီကတော့ကြောက်လဲကြောက်ဆက်လဲဆက်ဆုချင်တာဆိုတော့အမောင်တဲကိုသွားကြည့်ပါလေရော့ ဲ့ဒီတော့သူမြင်လိုက်ရတာကအခုတော့ရူပီလည်းအာပြဲကြီးနေတော့မအောင်နိုင်တော့ပဲတတိပါလှစ်သွားပါပြီ The next နောက်ရမနဲ့မှာတော့ဆာရာတယောက်တည်းအိယာကနိုးလာပါတယ်အာအဲ့လိုကောင်းလိုက်တာရူပီရဲ့ဟင်ဟိုရူပီမပဲရောက်သွားလဲအစောရှိသေးတယ်အလုတ်သွားလောက်တာလားဟာ ဆာရာလည်းတိုက်အောက်ကိုလှမ်းကြည့်လိုက်ပါတယ်။တိုက်အောက်မှာတော့ရူပီရဲ့ကားကရှိနေတုံးပါပဲ။ရူပီရဲ့ကားရှိနေသေးတာပဲ။ဒါဆိုသူကဘယ်ဟိုရောက်နေလဲ။ရူပီရဲ့ကားကရှိနေပေမဲ့ရူပီကတော့တယင်းမရဲ့တိုက်ပေါ်ကနေပြစ်ချတာခံရပြီးအသက်မရှိတော့ပါဘူး။အတောက်ပြဲအသက်ပျောက်သွားပါပြီ။ဆက်လန်လေးကတော့တလောက်ပါပဲနော်။စာကူရာဆလန်တွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါဒီ channel မှာစာကူရာဆလန်ကောင်းတဲ့အများကြီးကိုတင်ဆက်ပေးပါမယ်ရှင်